Manchester United အတွက်ပျောက်ဆုံးနေသောစိတ်ပိုင်းတစ်ခုသို့မဟုတ် Adam Watson ယာစီကုံပြောင်းရွှေ့အစောပိုင်းကာလမှာ Manchester United ကသူတို့ရဲ့အားနည်းနေတဲ့ကွင်းလေကိုအားဖြည့်ဖို့အတွက် Brighton သင်းရဲ့ကစားသမား Carlos Bilbao ကိုခေါ်ယူခြင်းခဲ့ပါတယ်။ဒါပေမဲ့ Brighton သင်းကပြောင်းရွှေ့ရေးကိုပေါင်တန်း120တိသတ်မှတ်ခဲ့တာကြောင့်ဒီပြောင်းရွှေ့ဟာပြည့်ပြည့်ခဲ့ပါတယ်။ဒါကြောင့် Carlos Bilbao လိုယဉ်ချင်းရှိပြီးတော့ Premier League မှာလည်းအထိုင်ကျပြီးသားကစားသမား Amorim ရဲ့နီးဗျူဟာနဲ့လည်းပုံမလိုက်ဖက်ပြီးတော့ဈေးနှုန်းတင်းတင်းနဲ့ Crystal Palace ရဲ့ကွင်းလေကစားသမား Adam Watson ကိုပေါင်တန်း60လဝင်းကျင်နဲ့ခေါ်ယူဖို့အတွက်ချိန် ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဇန်ဝါဒန်ကိုမန်ချက်စတာယူနိုက်တက်တို့ခေါ်ယူသင့်တဲ့အချံ၅ချက်နံပါတ်၁အနေနဲ့343 system မှာအသားကြပြီးသားကစားသမားတစ်ယောက်ဖြစ်လို့ပါ။ Premier League ဟာဘောလုံးလောကမှာတိုင်ဆိုင်မှုအပြင်းထန်ဆုံး league တစ်ခုဖြစ်ပါတယ်။ဒီလို league မှာကစားဖို့ဆိုရင်ကစားသမားတစ်ယောက်ကစကေးကောင်းရုံနဲ့မလုံလောက်ပါဘူး။ပြင်မြန်မှုရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပြည်ပြရဲ့ system မှာအံဝင်အောင်ကစားနိုင်မှုစတဲ့အခြေချင်းတွေလိုအပ်ပါတယ်။ Adamwatan က Crystal Palace မှာသူ့ရဲ့အခြေချင်းတွေကိုတက်သေးပြပြီးတော့အင်္ဂလိပ် league နဲ့ player တွေရဲ့အကြောင်းကိုကောင်းကောင်းသိတဲ့ကစားသမားတစ်ယောက်ပါ။နီးပြ Oliver Glasner ရဲ့လက်အောက် Crystal Palace မှာ343 formation နဲ့လည်းအသားကျပြီးသားဖြစ်လို့ United တို့အနေနဲ့သူ့ကိုခေါ်ယူမယ်ဆိုရင်အချိန်ပေးသေးရမလို့ပဲတန်းပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်နံပါတ်1 Casemiro ရဲ့နေရာမှာစားထိုးပေးနိုင်တယ် Casemiro ကဘလူကစားသမားလဲသူ့ဘာတွေလုတ်ပြပြီးပြီလဲဆိုတာကိုသူပြောစရာမလိုတော့ပါဘူးဒါပေမဲ့အသက်အရွယ်အရအကြပိုင်းရောက်လာတဲ့အတွက်သူ့နေရာမှာစားထိုးဖို့လိုအပ်လာပါပြီ Dan Watson က Casemiro လိုပဲဖက်တင်းက press လုပ်တဲ့အချိန်တွေမှာဒီကိုဆင့်ကူပြီးတော့ဘောလုံးပြန်လဲရယူပေးနိုင်တယ်အပြင်ဘောလုံးလမ်းကြောင်းပြောင်းလဲခြင်းပြင်ပြန်နဲ့ပေးပို့မှုတွေနဲ့ဘောလုံးလမ်းကြောင်းတွေဖြွင့်ပြီးတော့အဖက်တင်းရဲ့ press ကိုချိုးဖြတ်ပေးနိုင်တယ်ဖက်လက်တန်ဖိုးအတင်းချလ လုံနိုင်ပြီးတော့ vertical progressive pad တွေနဲ့ site တိတိရောက်ရောက်ပေးပို့နိုင်တယ်။အရှင်းဆုံးပြောရမယ်ဆိုရင်နောက်တန်းအနေနဲ့ bidex လုပ်ပြီးတော့ site ကိုစတင်ပေးနိုင်တဲ့ဝင်လေကစားသမားတစ်ယောက်ဖြစ်တယ်။ off the ball movement တွေမှာဆိုရင်လည်းခံစစ်ကိုစင့်ကူပြီးတော့ဘောလုံးလူယူမှုအကဲပိုင်းမှာထူးချွန်တယ်။ကိုအသင်းရဲ့ဝင်ဘက်တွေက site ကိုလိုက်ပါသွားတဲ့အချိန်မျိုးမှာပေါ်ထွက်လာတဲ့နောက်က space တွေကို cover ကောင်းကောင်းလုပ်နိုင်ပြီးတော့တစ်ဖက်သင်းရဲ့ counter attack တွေကိုတားဆီးပေးနိုင်တယ်။ number 6လို deep line ထိဆင်းပြီးခံစစ်ကိုကူနိုင်တယ်။ number 8လို ball လုံးဖြတ်ပေးနိုင်ပြီးတော့ number 10လို winner ဘိုင်းကိုထိန်းချုပ်ပေးနိုင်တယ်။ဒါတွေ ရာမန်ချက်စတာယူနိုက်တက်မှာလိုအပ်နေတဲ့ကွင်းလယ်ကစားသမားတယောက်ရဲ့ရည်ချင်းကောင်းတွေဖြစ်ပါတယ်။အဲကြောင့်ကက်စမဲရိုရဲ့နေရာမှာအစားထိုးနိုင်တယ်လို့ပြောတာပါ။နံပါတ်3ဘရူနိုရဲ့နေရာကိုအစားထိုးနိုင်ခြင်း MRI system မှာကွင်းလယ်နေရာကအရေးကြီးဆုံးအစိတ်ပိုင်းတွေရာတစ်ခုဖြစ်တယ်။ဘရူနိုရဲ့ identity က attack mid ဖြစ်ပြီးတော့အခုလို system ရဲ့လိုအပ်ချက်အရ deep line playmaker အဖြစ်ဆော့ရတဲ့ပွဲတွေမှာဆိုရင်ရုံးကန်ရတတ်တယ်။ အတက်ကင်းအာတန်တဲ့ player တွေမှာဒီလိုဖြစ်တာထူးဆန်းပါဘူးအဒန်ဝါတန်ကတော့ Bruno လိုပဲအိုက်စစ်အတွက်အရေးကြီးတဲ့ progressive pad တွေကိုပေးပို့နိုင်တယ်လို့အသင်းနဲ့လည်း link up play တွေချိန်ဆနိုင်တယ်ဒါအပြင် Bruno Fernandez ရဲ့အားနည်းတဲ့အပိုင်းတွေဖြစ်တဲ့ tempo အတင်ချနဲ့ queen လေပိုင်း valent ဖြစ်အောင်ထိန်းကြီးနိုင်မှုတို့မှာလည်းထူးချွန်တယ်ဒီလို queen လေပိုင်းတီတီငိမ့်ငိမ့်နဲ့ထိန်းကြီးနိုင်မှုတို့ဟာ Manchester United လိုအသင်းကြီးတသင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်ဒါကြောင့် Bruno ရဲ့ Fernandez ရဲ့နေရာကိုအစားထိုးနိုင်တယ်လို့ပြောတာပါ နံပါတ်၄အချက်အနေနဲ့ငွေရွေပြီးတော့အင်္ဂလန်ပရီးမီးယားလိမှာ proven ဖြစ်ပြီးသားကစားသမားမို့ပါမန်ချက်စတာယူနိုက်တက်မှာ Ineos တို့အုပ်စုရောက်လာပြီးနောက်မီလန်ပြောင်းလဲမှုတွေအများကြီးပြုလုပ်ခဲ့တယ်။အဲ့အထဲမှာ high profile ကစားသမားတွေအစားအသက်ငယ်ရွယ်ပြီးတော့အကြီးချင်းရှိတဲ့ player တွေကိုအဓိကထားပြီးတော့ခေါ်ယူတဲ့အချက်တစ်ချက်က ပါဝင်နေတယ်။အဒန်ဝါဒန်ကအသက်22နှစ်သာရှိပြီးတော့ငယ်ရွယ်တဲ့ယန်ထဲလန်တယောက်ဖြစ်တယ်။အသင်းရဲ့ရရှိပလန်နဲ့ကပ်ညီပြီးတော့အနာဂတ်မှာပိုတရှယ်ရှိရှိနဲ့ကယ်ရီလုပ်ပေးနိုင်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်။နံပါတ်5နောက်ဆုံးအချက်အနေနဲ့ကတော့ price to performance ပါပဲ။ဒီနေ့ခေတ် modern football လောကမှာကွင်းလယ်ကစားသမားတယောက်နာမည်ရလာပြီဆိုတာနဲ့ကြောင်းရှိကြီးတွေဈေးကြီးသွားတတ်တာကပုံမှန်လိုဖြစ်နေပါပြီ။ Arsenal ကဒီ Glen Rice အတွက်ပေါင်105သန်းပေးချေခဲ့ရတယ်လို့ Chelsea အသင်းကလည်း White Kain Siro အတွက်135သန်း Enzo Fernandez ကိုပေါင်သန်း100ကျော်ပေးပြီးတော့ခေါ်ယူခဲ့ရပါတယ်။အဒန်ဝါဒန်ရဲ့ ဲ့လက်ရှိ market value ဟာပေါင်တန်း60ဝန်းကျင်သာရှိနေသေးလို့ Manchester United အနေနဲ့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့ကာလမှာအရခေါ်ယူသင့်တယ်လို့ထင်ပါတယ်။သူ့ရဲ့အရည်အသွေးအလားအလာနဲ့ Premier League တွေ့ကြုံတွေကိုသာထည့်ပေါင်းလိုက်မယ်ဆိုရင်ဒီအပြောင်းရွှေ့ခြင်းပမာဏက price to performance အဖြစ်ဆုံးလို့ပြောလို့ရပါတယ်။ Manchester United သွားနေတဲ့ project နဲ့လည်းကိုက်ညီရမယ်။ Ruben Amorim ရဲ့ system နဲ့လည်းအသားကျပြီးသားဖြစ်ရမယ်။ budget အရာလည်းအဆင်ပြေရမယ်ဆိုရင်တော့ Adam Warden ကဒီချက်တွေအားလုံးနဲ့ perfect အဖြစ်ဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Manchester United fan တွေအနေနဲ့ရော Adam Warden ကိုခေါ်ယူသင့်လားဘယ်လိုထင်လဲ? ဘက်မှာဝင်ရောက်ဆွေးနွေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်